ခံစစ်ကိုစနစ်တကျကစားတတ်တဲ့အသင်းနဲ့ပိုဇရှင်ယူတာတိတ်ကိုကောင်းလွန်းတဲ့အသင်းထိတ်တိုက်တွေ့ဆုံကြတဲ့အခါမင်္ဂလာပါကိုကိုင်းစ်တာဖူတ်ဘောရှူအနီချူဒဝါခင်ဗျချန်ပီယံလိစီမီဖိုင်နယ်ပထမအကြောဘာစလိုနာနဲ့အင်တာမီလန်တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြမှာခင်ဗျမှတ်ပါတယ်အင်တာမီလန်အသင်းဒီဆိုင်မွန်နီအင်ဇာဂီရဲ့လက်အောက်မှာခံစစ်ကစားပုံစနစ်တကျနဲ့ တည်တည်ကြာကြာကိုကစားခဲ့တယ်ခစ်သစ်ခေဟောင်းနီးပြူဟာအကုန်ပေါင်းဆက်ပြီးတော့ကစားတဲ့အတင်းဖြစ်ကြောင်းကျွန်တော်ရဲ့ preview ထဲမှာပြောပြပါပြီမန်စီးတီးနဲ့ရင်ဆိုင်ကစားတဲ့အချိန်ကာလတုန်းကမန်စီးတီးကိုဘယ်လိုမျိုးခံစစ်ကစားခဲ့တယ်မန်စီးတီးနဲ့ဂိုးတကူရဖို့ဘယ်လောက်ထိခက်ခဲတယ်စသဖြင့်ပြောခဲ့ပါတယ်အဲ့ဒါကြောင့်ဒီနေ့ပွဲစဉ်မှာလေးစိုင်မွန်နဲ့အင်ဇာဂီရဲ့အင်တာမီလန်အတင်းဒီခံစစ်ကစားပုံစနစ်ကျလွန်ပြီးတော့အခွင့်အရေးကိုတကြိမ်ဆူဆူတလောက်မိမိရအတုံးချနိုင်ခဲ့တယ် โอเคအဲ့တော့ပြောစရာရှိတာခန်းစစ်ကစားပုံဒီလောက်စနစ်ကြပါလေရနဲ့ကောင်းလျက်နဲ့ဘာဖြစ်လို့ပေးကူက၃ကူပေးရတာလဲဘာစလိုနာမို့လို့ပါအခုဟန်စစ်ဖလစ်ရဲ့လက်ထက်မှာပပ်နောက်ပိုင်းဘာစလိုနာရဲ့ထဲမှာမှာကျွန်တော်သဘောကျတော့မယ်ဗျလူကြီးလူငယ်ပေါင်းဆက်မှုထဲမှာအရင်နာမည်ကြီးနေတဲ့ကစားသမားတွေလည်းတိတ်မပေါ့ထပါတော့ MSN ခက်ကဆိုရင်အကုန်လုံးဆက်ရတယ်ကြီးပဲ အခုချိန်မှာလာမာစီယာထွက် ကစားသမားတွေကို base လုပ်ပြီးတော့တချို့နည်းနည်းနမည်ရထားတဲ့ကစားသမားတွေနဲ့ပေါင်းဆက်ပြီးကစားထားတယ်။တိုးတော့ရန်ကောင်းတယ်။ pressing ပေးတာ position ယူတာဘာမှအပြစ်ပြောနေစရာမလိုဘူး။ဒါ့အပြင်လမိုင်းညံပေါ်တို့လိုမျိုးလုံးဝထွန်းတောက်သွားပြီးလက်ရှိချိန် transfer market မှာ euro 380ပေါက်တယ်။တကယ်တမ်းသွားဝယ်ကြည့်မရဘူးအဲဈေးနဲ့။တကယ်လဲကောင်းတယ်။အသက်က18မပြည့်သေးဘူး။အခုဇူလိုင်မှပြည့်မှာ။ကျတော့ ရာဖီညာတို့ညမဲလ်တို့လိုကစားသမားမျိုးတွေပါနေတာရဲ့အတင်းကဟန်ချက်အရင်ညှိနေတာရဲ့အဲ့ဒီအတွက်ကြောင့်ပဲအင်တာမီလန်ဒီခံစစ်ကစားပုံကောင်းဘလောက်ပဲကောင်းကောင်းပေါ့နော်ဘာစနာအတင်းကိုဂိုးမပေးရဘူးဆိုတာမဖြစ်နိုင်ဘူးရှော့တကယ်ကိုရင်ကုန်စိတ်လို့ရှားပွေနဲ့ကြီကောင်းခဲ့တဲ့ပွဲတင်တဲ့ပွဲဖြစ်ခဲ့တယ်တိုးတော့အထူးသဖြင့်ချန်ပီယံလိမှာပေါ့နော်ချန်ပီယံလိမှာစီးတဲ့အတင်းတိုင်းကနိုင်မဲ့အတင်းလို့အတိအကျပြောလို့မရဘူး ချန်ပီယံလိမ်းလိမ်းမှာတချို့အသင်းတွေဒီခံစစ်ကစားပုံကြစ်ကြစ်လေးလေးနဲ့ fighting spirit နော်စိတ်တပိုင်းကိုအခြေခံပြီးပူဆွဲသွားတဲ့အသင်းတွေအများကြီးရှိတယ်ဘာစလိုနာနဲ့ချယ်ဆီရဲ့2020အဲ sorry 2020တုန်းကထိတိုက်တွေ့ဆုံမှုကိုကြည့်လိုက်ပါဘာစလိုနာအတားကြီးအပေါ်အသင်းစီးတဲ့အသင်းနိုင်ရမယ့်အသင်းကဘာစလိုနာပဲသို့တော့တကယ်တမ်းအခွင့်အရေးကိုမိမိရအသုံးချပြီးအဲ့လိုစိတ်ဓာတ်နဲ့ကစားသွားတဲ့အသင်းက Chelsea နောက် final မှာလည်း Bayern Munich နဲ့ Chelsea အဲ့တိုင်းပဲအပြောချင်တာဒီနေ့ပွဲစဉ်မှာ Barcelona position အများကြီးတာကြီးရခဲ့တယ်အခွင့်အရေးတွေအများကြီးရခဲ့တယ်သို့တော့ Inter Milan ကတော့ရတဲ့အခွင့်အရေးကိုရတယ်လို့အတုံးချပြီးတော့အဖိုးတန်တည်ရွေးပွဲတစ်ပွဲကိုပုံဖော်ဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ် Okay အဲ့တော့ Inter Milan ရဲ့စနစ်ကျတဲ့ခံစစ်ကစားပုံအကြောင်းဒါကျွန်တော်အမြင်ပေါ့နော်စတဲ့ဆွေးနွေးကြည့်ချင်ပါတယ်ဆိုတော့ Inter Milan ရဲ့ပွဲထွက်လူစည်းရင်းမှာ အသက်25နှစ်အောက်ကစားသမားတယောက်ပဲပါတယ်ဗျ။เนาะအဲ့ကစားသမားကတော့ဒီဘက်မှာကစားနေတဲ့ Bisec ဖြစ်ပါတယ်။အတိအကျပြောမယ်ဆိုရင်တော့ RCB တနေရာမှာပေါ့ဗျာ။ CCB မှာ Akabi ကိုထည့်တယ်။ကျွန်တော်တစ်ဖက်က ACB မှာ Bastoni ကိုထည့်ပြီးကျွန်တော် left full back အဖြစ် Dimagos ကိုထည့်ပါတယ်။ကျွန်တော်တစ်ဖက်မှာ Dan Fries ကိုအသုံးပြုပြီး9ယောက်တန်းခံစစ်ပုံစံဆော့သွားတယ်။ကွင်းလယ်မှာလည်းကျွန်တော်တို့3ယောက်ထားသွားတယ်။ အလဲမှာအသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ Kelhanu Glue နော်ကျွန်တော်တစ်ဖက်မှာအသက်အရွယ်ကတော့အကုန်ရောက်နေပါပြီ M Kidran ကျွန်တော်နောက်တစ်ဖက်မှာ Barella ပေါ့နော်ရှေ့မှာမှကျွန်တော်နှစ်ယောက်တည်း Marcus Turan ကိုနောက်လေးနည်းနည်းလေးပို့ပြီးတော့နည်းနည်းလေးပို့ပြီးကျွန်တော်ရှေ့မှာ Lodro Martinez ကိုအသုံးပြုပြီးတော့ကစားသွားပါတယ်ဆိုတော့တကယ်တမ်းကစားတဲ့အချိန်မှာ deep အရင်ဖြစ်တယ်ဗျအဲ့တော့သူ deep ဖြစ်တဲ့ပုံက Premier League အသင်းတွေနဲ့အနည်းငယ်กว่าတယ်အဲ့ pressing ပေးတဲ့ပုံကလည်း ရူဘင်အမော်ရင်ရဲ့3ဘတ်နဲ့နည်းနည်းကွာတယ်3ဘတ်ဆိုပေမဲ့နီးပြရဲ့ instruction တွေအတွေးခေါ်ပိုင်းတွေမတူနည်းနည်းကွဲတာလေးရှိရဗျာအဲ့တော့သူ deep block ကစားတဲ့ပုံက okay ငါတို့ကလုံးဝ consistent 3ယောက်ဒီဘောက်ထဲမှာဝင်ဆော့နေမယ်မင်းတို့ရှေ့က3ယောက်ကငါတို့ deep ဖြစ်အောင်ကစားပေးအဲ့လိုဆော့တာမဟုတ်ဘူးပြိုင်ဘက်အသင်းရဲ့ position ရတဲ့ပုံမှာ move တီးပြီးရှစ်တက်နောက်စင်းဆော့သွားတာ ်ထားပါတော့တိုင်ဘက်ကသူ့ကွင်းဘက်ချမ်းမှာတနည်းအားဖြင့်သူ့ရဲ့ defensive တတ်ထဲမှာဘောလုံးကိုတည်နေတဲ့အချိန်မှာဒီခံစစ် line ဒီကျွန်တော်မင်းတို့စော့ချင်တယ်လို့စော့ဆိုပြီးဘောလုံးပေးကင်ထားတာတော့မဟုတ်ဘူးဗျအရင်တော့ Chelsea Barcelona တွေ့တဲ့ဒီ2012ပုံစံဆိုရင်အဲ့လိုဘောလုံးပေးကင်တာမိမမင်းကွင်းဘက်ချမ်းမှာဘောလုံးပဲတည်တယ်ဂိုးသမားနဲ့ပဲပြီးပြီးငါတို့ကတောက်ကြီးကိုမစားဘူးငါတို့ဘောက်ချမ်းမှာငါတို့နေမယ်ဆိုတဲ့ပုံစံမျိုးတော်တော်အခုနောက်ပိုင်းကျတော့နည်းနည်းလေးပြောင်းသွားပြီကျွန်တော်ကတော့ပြောသလိုပေါ့ Barcelona ကဒီဘက်မှာဘောလုံးကင်နေတဲ့အချိန် ီနောက်ခံကစားသမား၃ယောက်ရှေ့လေးတိုးလာတယ်ဒါပေမဲ့သူတို့ deep ဖြစ်တဲ့ပုံစံအခင်းကြီးကမပြောက်ဘူးလုံးဝ deep block ပုံစံနဲ့ကစားသွားတာလိုအပ်လိုအပ်တယ်လို့အဲ့ဒီဘာစလိုနာရဲ့ဘောလုံးတည့်ချက်တွေအလေရောက်လာပြီဆိုရင်သူတို့နောက်ကိုတဆင်ချင်းစီစုပ်သွားတယ်ရမယ်ရသွားပြီဆိုလို့ကဟိုးနောက်ထိရောက်သွားအောင်ဒါပေမဲ့ central zone မှာ deep ဖြစ်စမြဲပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် Simon နဲ့ Inzaghi ကိုလည်းချီးကျူးရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ squad နဲ့ဒီ squad နဲ့ဆိုမတူငယ်ရွယ်ပြိုမြင့်တဲ့ Barcelona squad ကိုအသက်အရွယ်ကြီးနေပြီဖြစ်တဲ့ င်တာမီလန် squad ကအဲ့လောက်လုံနိုင်ခဲ့တာတင်မစိုးလို့ပြောရမှာ Okay အဲ့တော့ဒီကစားသမားတွေရပြိုင်ဘက်ကစားသမားတွေကို position ယူပြီးခံစစ်ကစားတဲ့ပုံစံလေးလဲကျွန်တော်နည်းဆွေးနွေးကြည့်ခြင်းတယ်အဲ့ကျွန်တော်တို့ channel ထွက်လာပြီဆိုရင်ဒါရမဲပဲထားပါတော့ဗျာ၃ယောက်တောင်ရှိတယ် Bastonier ဒီမာကုစီရကျွန်တော်တို့တစ်ဖက်ဒီနားမှာ MK Deray ဒါ channel ကိုဖိအားပေးပြီးကစားတဲ့ပုံစံ Okay ကျွန်တော်အလဲတဲ့ကိုဒီ၃ယောက်ဝင်မလားဝင်ရင်လဲလုံးဝ deep ဖြစ်အောင်သူကကစားပလိုက်တော့ 9ယောက်တိတိရှိသွားပြီအဲ့ဒါတွေမကောက် market student ကြီးကပါဒီနေ့အထိ live show နေတော့လုံးဝအချက်ကြီး central zone မှာဘာမှကိုလုံးလို့မရတဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့တော့ central zone ဖြစ်ဖြစ် channel ဖြစ်ဖြစ်ထိုးဖောက်တာအရန်ခတ်တယ်သို့ပေမဲ့ဂျိုသားကဒီကောင်လေးကြောက်စရာကြီးဟိုလုံတိုင်းဖြစ်တယ်ဆိုတာကဗျာနှမျိုးရှိတယ်တချို့ကစားသမားတွေကတပွဲတလေမှာလုံတိုင်းဖြစ်တာဟာဒီကောင်ဒီဘွဲကြောက်အောင်နေတယ်ကြည့်လှုပ်တိုင်းနေဖြစ်တယ်ကောင်းလိုက်တာကွာဘာညာဆိုတာကျွန်တော် မြင်မှုတယ်တော်တော် အဲ့လက်မိုင်းညက်မဲဆိုတဲ့ကောင်လေးကကျွန်တော်မြင်တာကြပြီပွဲတိုင်းအဲ့လိုပဲကျွန်တော်ပုံမှန်လေးပြောမယ်ဗျာစိတ်တော်မဆိုးနဲ့ကျွန်တော်လက်မိုင်းညက်မဲပေါ်တော့အထင်မကြီးဘူးဘာဖြစ်လို့လဲဆိုတော့အရန် hype တယ်ဘာဆိုတော့သူတို့ရဲ့ lamasia တို့ကစားသမားတွေဆို share hype ပြီးပြီးရင်ဒဏ်ရာပဒတာတွေနဲ့ flop သွားတယ်အများကြီးအဲ့တော့အဲ့လို hype ပြန်ပြီးထင်ခဲ့တာတော်တော်တကယ်နဖူးတွေဒူးတွေမြင်လိုက်ရတာ euro မှာတကယ်မိုက်ပါတယ်ပေါက်သွားပြီလို့ပြောလို့ရတယ်သူရဲ့ဘောလုံးကစားပုံက မာယာအများကြီးကြွယ်ပြီးကစားနေတာမဟုတ်ဘူးဒါမဲ့အဲ့ကောင်လေးဘောလုံးယူလာရင်ရောဘာလုံးမန်းရောမသိတာရိုးရိုးရှင်းရှင်းပဲ तू လမ်းပြီးတော့ကက်တင်ဆိုင်လုပ်တယ်ဒါမဲ့ तू က pace အရင်ကောင်းတဲ့အတွက်ကြောင့်သူ့ကို like ကပ်ဖို့ဆိုတာအဲ့လောက်မလွယ်ဘူးလီယိုတို့လိုမျိုးဟို dribble dribbling skill အဲ့လိုမိုးတိရောက်နေရလဲမဟုတ်ဘူး body fake နေပါလေတော်တော်သူ့ဘောလုံးကင်လာရင်ဘာလို့လို့လုံးမန်းမသိတာအဲ့ဒါတော့သူ့ရဲ့ talent ဘိုင်းပေါ့နော် Leo မှီတယ်လို့ပြောတာမဟုတ်ပါဘူး Leo ကတော့တမိပေါက်တယောက်တော့မှီဖို့ဆိုတာလည်းမလွယ်ဘူးတော်တော်တူးထာနဲ့သူတော်တော်ကောင်းတယ်လို့ကျွန်တော်ကဆိုလိုချင်တာအဲ့တော့ Inter Milan ရဲ့ side နဲ့ side မှာဆိုရင်တကယ်တမ်းအင်ပြေအာပြေကစားနိုင်တဲ့ side က left side Bastoni ရှိတယ်ဒီမာကိုရှိတယ်လက်ရှိချိန်ကဘာစင်တန်းဝင်နေတဲ့ကစားသမားတွေအဲတစ်ဖက်ကဗျာ The Danfries တို့เนาะ Bisset တို့ဆိုရင်ထားပါတော့တော်တော်တကယ်ကောင်းပါလေဆိုတဲ့နေရာကိုလှုပ်ချင်တိုင်းလှုပ်နေတာ မိနစ်90ပါအကောင်လေးကိုစောင့်ကြည့်နေရတယ်အဲ့တော့သူသွင်းသွားတဲ့သွင်းကိုကလည်းဒီနားကနေပက်လေရိုက်ပြီးဒီကြားထဲကိုဝင်ပြီးတော့လှမ်းကက်ဖ်သွားတာဂိုသမားကစွန်းမဗျာလက်ရှိဝါကလပ်ပဲအဲ့တော့အကျယ်တော့လှမ်းကက်ဖ်တာသူကက်ဖ်တာဘယ်လောက်ကောင်းသလဲအဲ့လိုဂိုမျိုးတွေကအမြဲတမ်းကက်ဖ်တာနော်ကက်ဖ်တယ်ဆိုရင်အမြင့်ရောအနစ်ရောကြိုက်တဲ့လောက်ပဲသူရအောင်ကက်ဖ်နိုင်တယ်အဲ့လောက်ထိကိုဒီကောင်လေးထူးကျွလာပါကြီးကျွန်တော်တို့ချီကျူးတဲ့ကစားသမားမှုလို့ချီကျူးတာဖြစ်ပါတယ်ဘာမှပြပြောရမလို့ဘာစနာရဲ့ပူအားကောင်းတဲ့နေရာလဲဒီတစ်ဖက်ကဖြစ်နေဒီဘက်မှာကွန်ဒီရှိရပေါ့နော် ဒီတစ်ဖက်ကတော့အရင်ဒီနေ့ဂျယ်ရမာတင်နဲ့ကစားသွားတဲ့ပုံစံမျိုးမတွေ့ရဘူး။စန်ထရယ်ဇုံကတော့အင်တာမီလန်ကလုံးဝပိတ်နေအောင်ကစားတဲ့အတွက်အခွင့်အရေးများစားတော့မရခဲ့ဘူး။သို့တော့အဲ့လို position ယူတာကတော့အဆင်ပြေနေသေးဖြစ်ပါတယ်။အော်နောက်ဆုံးအနေနဲ့ဒါအနှစ်ချုပ်ပြောချင်တာအေး pressing ဆိုတဲ့အပိုင်းလေးပေါ့။ကျွန်တော်မြင်သလောက်မော်ရင်နိုရဲ့ pressing တွေကနည်းနည်းကျန်းတယ်ဗျ။ distance တွေကအရင် gap ဖြစ်တယ်။ SCB RCB ကစားသမားတွေနော် Euro တို့ ဒီဘက်ကကျွန်တော်မက်ဇရာအူရီတို့ထားလိုက်ပါတော့ foreign တွေပဲပြပြသူတွေကဘောလုံးဆုံးရှုံးသွားပြီဆိုရင် gap ကြီးတွေအကျယ်ကြီးတွေရှေ့ထိလမ်းပြီးတော့ press တွေဟိုအဲ့လိုမျိုး press လို့မကောင်းပြောတာမဟုတ်နီးတာတယောက်ကတော့ကို့အထာနဲ့ကိုပဲပေါ့နော်ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်စမ်မွန်နဲ့အင်ဇာကြီးကကြတော့အဲ့လိုမ press ခိုင်းဘူးအနည်းဆက်ဆုံးလူကိုပဲ press ခိုင်းတယ်တနည်းအားဖြင့် memem oriented press ပဲကစားစီတယ်ပေါ့နော်ဘောလုံးဆုံးရှုံးသွားပြီဆိုရင်အကုန်လုံး high press ပုံစံလိုက်ပေးနေတဲ့ style လည်းမဟုတ်ဘူးတယောက်ချင်းစီပဲများသောအားဖြင့်လိုက်ပြီးတော့ press ပေးနေတဲ့ပုံစံမျိုးတွေ မစိုးဘောเนาะတက်လုံကိုလည်းခြွေရကြတယ်ကဲထားပါတော့အနည်းဆက်ဆုံးကနံပါတ်၈နဲ့เนาะကျွန်တော် P3 နဲ့ဒီ market student နဲ့ဆို market student ပဲပေးအဲ့ကြော်သွားပြီဆိုရင် calendar glue ပဲပေးတခြားကစားသမားတွေအရင်အသေးအတန် light ပေးခိုင်းနေတဲ့ပုံစံမဟုတ်တဲ့ pressing မျိုးသို့တော့အတင်းလိုက်ကြတော့စနေတကြနဲ့ရှစ်တက်နောက်စဉ် position မှတ်မှန်ယူပြီးတော့ခန်းစစ်ကစားသွားခဲ့တာဟုတ်တွေ့ရပါတယ်ခင်ဗျာတိတ်ကိုကောင်းမွန်ခမ်းနားတဲ့ပွဲတစ်ပွဲလို့ပြောလို့ရတယ် အင်တာမီလန်ကွင်းရောက်ရင်လည်းငါတို့ကတည်ကြတာလို့ဆိုပြီးတိတိပပဘာမှပြောလို့မရအောင်ဘာဆိုနာကစားသမားတွေထဲမှာပွဲရဲ့ရလက်ကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေဝင်ကနှစ်ယောက်ရှိတယ်ကြောက်စရာကြီးအဲ့တော့ဒီပွဲတင်မှာထူးခြားတဲ့ဖြစ်ရလေးတခုတော့ဖြစ်ခဲ့တယ်အဲ့ဒါက Marcus Duran ရဲ့ twin goal ပါဒီ twin goal ဒီ second 30မှာ twin ယူခဲ့တဲ့ goal ဖြစ်တဲ့အတွက်ကြောင့် Champion League semi final အဆင့်မှာအမြန်ဆုံး twin goal ဖြစ်သွားပါတယ်ဒါပေမဲ့ Champion League တမိုင်းတစ်လျှောက်အမြန်ဆုံး twin goal ကတော့ ဘိုင်မင်းနဲ့ရီယယ်မက်ဒရစ်နဲ့ပွဲမှာဘိုင်မင်းနဲ့တိုက်စစ်ကစားသမားတွင်ခဲ့တဲ့ရိုင်းမကီရဲ့ဂိုးဖြစ်ပါတယ်။10.12စက္ကန့်လားမသိဒါပဲရှိတယ်။ဆိုတော့နောက်ဆုံးကျွန်တော်ကြံခဲ့လို့ပါဟိုတယောက်ကို credit ထပ်ပေးချင်တာကတော့ဒီဘက်က Dan Fries ဖြစ်ပါတယ်။ Dan Fries ရဲ့တိကျမှုနဲ့အတွေ့အကြုံပိုင်းကတော့ပွဲနော်ရလက်ကိုအဓိကပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။ Dan Fries ရဲ့ဘောလုံးပိတ်ပုတ်မှုတွေတိတ်ကိုကောင်းမွန်ခံထားခဲ့လုံးပါတယ်။လုံးဝကွက်တိတွေကြီးပဲအနီးအဝေးအတူအရှိ ဘယ်နာပဲပြပြီးရောင်းအောင်ပေးနိုင်ခဲ့တယ်လို့အတွေ့အကြုံမှရင်းတဲ့အတွက်ကြောင့်ဘလို့အချိန်ဒီမှာဘာလို့ရမလဲဆိုတာဒန်ဖရိုင်းအကောင်းဆုံးသိနေပါတယ်အင်တာမီလန်တွင်းယူသွားတဲ့ဂိုးသုံးဂိုးလုံးပါဝင်ပတ်သက်ခဲ့တဲ့သူတစ်ယောက်ပါဒါအပြင်အမ်ခီဒါရန်ရဲ့လူချုံမောတွင်းကိုလည်းအဓိကဖန်တီးပေးသွားတဲ့သူကဒန်ဖရိုင်းဖြစ်ပါတယ်ပါရင်လည်းဘလောက်ရှိလဲတကယ်တော့အေဂိုကလူချုံမောပေးလဲရတယ်မပေးလဲရတယ်အမ်ခီဒါရန်ရဲ့ဘေးနားရှိနေတဲ့ကစားသမားတွေကျွန်းတယ်အမ်ခီဒါရန်ကတော့ ွက်တီလောက်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ तू ကဘေးက2ရောက်တဲ့ဆိုင် MKDRAN ကိုရောက်အောင်ပြီးသွားသည်သူ့ရဲ့ skill ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ Dunfrance ကိုလည်းချီးကျူးအောင်မှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးကိုဒီမှာနားကြည့်ပါရစေညီကိုရဲ့အမြင်တွေကိုလည်းဝင်ရောက်ဆွေးနွေးပြီးသွားလို့ရပါတယ်ခင်ဗျာ